အားလုံးပဲမင်္ဂလာပါရှင်။ဩဝတန်တာပါ။ဒီကန်ဆက်ကန်ဇလန်တွေမှာဩဝကလင်းသစင်ဆိုတဲ့ character နဲ့ဝင်ရောက်ပြီးရိုက်ကူးထားပါတယ်ရှင်။လင်းသစင်ဆိုတဲ့ character လေးကလင်းဆိုတဲ့ကောင်မလေးပေါ့နော်။အဲ့ကောင်မလေးကရဲမေတယောက်ရဲမေကိုမှသူကတာဝန်ရနေရဆိုင်ခံထားရတဲ့ကောင်မလေးတယောက်အဲ့လိုပုံစံလေးနဲ့ပါဝင်ထားတယ်ပြီးတော့သူကတောင်ရဲ့ရဆိုင်ခံတဲ့အချိန်မှာသူနေမျိုးလေးကိုသူဦးလေးရှင်နေမျိုးလေးကိုလာပြီးတော့အဖြစ်ပြက်တွေကိုပေါ့နော်သူရဲ့ပုံဖော်မဲ့ပုံစံလေးပေါ့ လင်းကန်စကန်ဇလန်တွေကမှုခင်းဇလန်တွေမျိုးစားလေးပြီးတော့ဒီကားထဲမှာဆိုရင်ရာသအဆုံးပါမယ်လို့လည်းထင်တဲ့ဒရမာလေးလည်းပါတယ်ပြီးတော့မိသားစုရဲ့ အကြောင်းအရာလေးတွေပေါ့နော်အဲ့ဒါလေးလည်းအများကြီးပါမယ်ပြီးတော့လူကြီးတွေရဲ့အယူအဆစွဲတွေလည်းပါမယ်ဒီကားလေးကိုကြည့်မယ်ဆိုထူးခြားမှုဆိုတို့ရဲ့အပြင်အဆင်တွေပေါ့နော်အော်ရိုတောင်မှဒီမှာရိုက်ကူးနေတဲ့တလန်နဲ့တကယ်ကိုတို့ပြင်ဆင်ထားရတွေကအဲမ်မိုက်တယ်ပြီးတော့အိုးတွေပါတယ်ဒီမှာဆိုလို့ရှိရင်တို့အိုးနဲ့ပတ်သက်တဲ့ဟာတွေပါတယ်အဲအဲ့အိုးလေးတွေပြင်ဆင်ထားရလဲအရမ်းမိုက်တယ်ပြီးတော့ရေကန်ပေါ့နော်ကန်ဆက်ကန်ဖြစ်တဲ့အတွက်ကန်နေအကြောင်းတွေလည်းပါတယ်တို့ location တွေရွေးတာတွေလည်းလာတယ်အဲပြီးတော့ ူကပင်ဒီယာမှာရိုက်တဲ့အတွက်ပင်ဒီယာရဲ့အငွေ့အသက်လေးလည်းပါတယ်တဘာဝတရားလေးလေးပေါ့နော်ကြည့်ရမယ့်ပုံစံမျိုးလေးပါထူးထူးဆန်းဆန်းအမတ်တရားဆိုရင်တော့အမတ်တရားတွေကတော့အများကြီးပဲဒီကားထဲမှာတော့လေ အမတရားအများကြီးရှိတယ်အကုန်လုံးနဲ့ပြပြောရှင်တယောက်ဆောင်ရတယ်ပြီးတော့စီနီယာတွေနဲ့အကုန်လုံးကမောင်နှမသားချင်းတွေလို့သွားရတယ်ကရက်တာပုံမှာလည်းတယောက်နဲ့တယောက်လက်တွဲခေါ်တယ်အဲ့ဒါလေးတိုင်တိုင်ပင်စီစီလုံးလုံးရှိရပေါ့နော်အဲ့လိုပုံစံလေးရှိမယ်လင်းသစင်ကကြတော့နည်းနည်းသူကရဲမေကရက်တာဖြစ်တဲ့အတွက်နည်းနည်းတော့တစွထိုးဆန်တယ်သူမှန်တဲ့အရာကိုသူသူထင်တဲ့အရာကိုသူလုပ်တယ်ဩလင်းလင်းလင်းကျတော့လေးလေးမသိအောင်ဆက်တွေ့ကြရဟာကြောင်ဆိုတာသိပြီလား ဲ့ဒါကြောင့်လို့ကိုထောင်ကြီးဖြစ်နေတာပေါ့။ညာနဲ့တယောက်ဖြစ်သွားတယ်လို့တောင်မှသူခံစားရတယ်လင်းသစင်ကလေ။အဲသူလာတာကတော့သူဒီမျိုးလေးကိုလာတဲ့အချိန်မှာသူတောင်ရိုက်ရဆိုင်ခံပြီးအေးစစ်စစ်သူဦးလေးစီကိုလာအနားယူဖို့အတွက်သူလာခဲ့တာဒါပေမဲ့သူဆက်ဆက်ရောက်ကြတဲ့ဒီမျိုးရဲ့အဖြစ်ပြက်တွေကိုသူကြုံတွေ့လာပြီးတော့ဗောနော်သူဆက်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 သွားရင်တလန်ထဲမှာဒီလိုမျိုးလေးကြုံတွေ့ရပြီးအဖြစ်ပြက်လေးဖြစ်ခဲ့တာဆိုတော့လေအဲသူ့ရဲ့တံမိုးလေးကသူကတက်တက်သွားတယ်လင်းကပို့ပို့ပြီးတော့သူလည်းဒီအမှုတွေပေါ်မှာဟိုဘယ်လိုပြောလဲသူအနားယူ ဘို့တက်သူစိတ်ဝင်စားလာပြီအမှုတွေကိုဆက်လိုက်ဆက်လိုက်သွားရင်တလန်ထဲမှာနောက်ဆုံးဒီလိုဒီလိုဖြစ်သွားရဲပေါ့နော်အဲ့လိုပုံစံလေးတော့ရှိရဲဟိုတက်တက်သွားရဲသူကတစ်ခုနဲ့တစ်ခုဂျိတ်တွေကလည်းဆက်ဆက်နေရဆိုလေသူကတစ်ခုကိုမိတစ်ခုကိုရှာတွင်းတစ်ခုကဒီလိုတစ်ခုကဒီလိုဒီလိုဆိုတော့တော်တော့အတက်တေးစီပဲအခုဆိုရင်တော့ကန်ဆက်ကန်ဇလန်တွေကိုအားလုံးပဲစိတ်ဝင်စားနေပြီလို့ထင်ပါတယ်ဒီကန်ဆက်ကန်ဇလန်တွေကိုကန်နေ plus မှာပဲအခုဖြစ်ပြကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်ရှင် t